စကိုင်းတိုင်းပလဲမြို့ကန်တောင်ရဲစခန်းကိုဗမာပြည်ကွန်မြူနတီပါတီရဲ့ပြည်သူ့လူမျိုးရေးတပ်မတော်ကတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲအလွန်ပြင်းထန်နေပါတယ်။ဇွန်လ2ရက်နေ့ကစပြီးတော့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကတိုက်ခိုက်နေတာဖြစ်ပြီးနေရာအစိတ်ပိုင်းတချို့ကိုတိမ့်ပိုက်ရရှိထားပြီလို့ဒေသခံတွေက TM Media ကိုအတည်ပြုပြောဆိုပါတယ်။အဲ့ဒီကန်တောင်ရဲစခန်းဟာမုံရွာရင်းမပင်ပလဲဂန်ဂေါ်လန်နဲ့ရဲစကြိုပလဲမြိုင်လမ်းကြောင်းပေါ်မှာရှိပြီးတော့တင်ဒကားဖြူဟာအချက်ချကြတဲ့နေရာဖြစ်ပါတယ်။အရင်ကလည်းတော်လိုင်းရေးအဖွဲ့တွေက စစ်ကောင်စီလက်ကနေပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အချိန်ချင်းကြိုးစားခဲ့ပေမဲ့အဆုံးအတိုင်းမအောင်မြင်ခဲ့ကြပါဘူးအဲ့ဒီရဲစခန်းမှာစစ်တပ်နဲ့ပြူစော်တီအင်အားတရာဝန်းကျင်လောက်အထိုင်ချနေရာယူထားပေမဲ့စစ်ကောင်စီဘက်ကမြေပြင်တိုက်ပွဲမှာအရှုံးနဲ့ရင်ဆိုင်နေရပါတယ်စစ်ကောင်စီကလေချောင်းကနေနေစဉ်လိုလိုဘုံကျဲနေပြီးတော့စစ်ကူတွေလည်းပို့ဆောင်နေပါတယ်ဇွန်လ3ရက်နေ့တရက်ထဲမှာတင် Y12 လေယာဉ်နဲ့ကန်တောင့်ကို၈ကြိမ်အင်မတီအနီးတစ်ဝိုက်ကို နှစ်ကြိမ်ဘုံကျဲတက်ခတ်ပြီးတော့စုစုပေါင်းဘုံအရေအတွက်58လုံးအသုံးပြုခဲ့ပါတယ်။ဇွန်လ9ရက်နေ့မှာဂျက်တိုက်လေရင်နဲ့အင်မတီရွာအနီးမှာ၄ကြိမ်ကန်တော့အနောက်ဘက်မှာ၄ကြိမ်ပြစ်ခတ်ခဲ့ပါတယ်။ဇွန်လ6ရက်နေ့မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်ကနေပြီးတော့ပါရာမော်တာတွေတက်လာပြီးတော့ပြစ်ခတ်ဘုံကျဲမှုတွေလုပ်ခဲ့ပါတယ်။အင်မတီကပြူစောထီတွေလည်းလာရောက်ပြီးတော့စစ်ကူဖို့ကြိုးစားပေမဲ့မဟာမိတ်အဖွဲ့တွေရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့် တက်လန်သွားခဲ့တယ်လို့တိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လိုင်းသမားတချို့ကဆိုကြပါတယ်စစ်စင်ရေးကိုပြည်သူလူမျိုးရေးတက်မတော်တဖွဲ့တဲကဥဆောင်ဆောင်ရွက်နေတာဖြစ်ပြီးတော့ ABSTF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးကျက်တဲ့နဲ့အညာဖြူအားတို့ကဖျက်တောက်ရေးလုပ်ငန်းတွေမှာပူးပေါင်းကူညီဆောင်ရွက်ပေးနေတယ်လို့တော်လိုင်းရေးသမားလူငယ်တဦးက TM Media ကိုပြောပါတယ်။မတ်လမှာလှုပ်ခတ်ခဲ့တဲ့အပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်ထောင်အတွင်းအဆောက်အုံပြိုကျမှုတွေရှိခဲ့ပြီးတော့အကျဉ်သား80ကျော်တိတ်ဆုံးခဲ့ပါတယ်တိတ်ဆုံးခဲ့သူတွေထဲမှာနိုင်ငံရေးအကျဉ်သားအမျိုးသား30ဦးအမျိုးသမီး18ဦးတန်ကား2ဦးစုစုပေါင်း49ဦးပါဝင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်သားများကွန်ရက် PPFM ကဇွန်လ9ရက်နေ့ဒီနေ့မှာထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီရဲ့ငလျင်သတင်းထုတ်ပြန်မှုတွေမှာအကျဉ်သားတိတ်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ခဲ့တာမရှိဘဲ သတင်းအမောင်ချဖုံးကွယ်ထားခဲ့ပါတယ်။ဒါအပြင်ငလျင်လှုပ်ပြီးကလေးကအကျဉ်းသားတွေနဲ့မိသားစုဝင်တွေကိုထောက်ဝန်းစားတွိတ်ဆုံမှုပိတ်ပင်ထားခဲ့ပြီးတော့သတင်းအမှောင်ချထားခဲ့တာဖြစ်ပါတယ်။တိတ်ဆုံးသူတွေရဲ့မိသားစုဝင်တွေလည်းတိတ်ဆုံးတဲ့အခြေအနေကိုတိတိကျကျမသိရသေးတာကြောင့်ရက်လက်ဆွန်ကြွေးတောင်မှမလုပ်ကြရသေးဘူးလို့ဆိုပါတယ်။ရခိုင်ပြည်မင်းပြားမြို့နယ် ဖားဖြိုကြည့်ရမှာ အသက်၉နှစ်အရွယ်အမျိုးသမီးငယ်လေးတယောက်မရင်းကျင့်တပ်ဖြတ်ခံခဲ့ရပါတယ်တပ်ဖြတ်မှုမှာတန်တရာရှိတဲ့သူ၈ယောက်ကိုတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ DLEPS ကဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်းဇွန်လ၅ရက်နေ့မှာ AA ပြောခွင့်ရခိုင်ဒုက္ခကလူမှုကွန်ရက်ကနေအတိပေးထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မေလ၆ရက်နေ့ကဖားဖြိုကြည့်ရမှာ အသက်၉နှစ်အရွယ်ကလေးငယ်လေးကိုမရင်းကျင့်တက်ဖြတ်ခဲ့ပြီးတဲ့နောက် ရွာပြင်တနေရာမှာရုပ်လောင်းကိုလဲပင်ကျုပ်ခွန်းဆွတ်ပြီးတော့တစ်ပင်မှာတွဲလောင်းချထားခဲ့တာပါအဲ့ဒါကိုဒေသခံတွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်မရင်းကျင့်တက်ဖြတ်ခဲ့တဲ့တန်တရားတရားခံ၈ယောက်ကိုဖမ်းဆီးထားပြီးတော့ဥပဒေလုံထုံးလုံနည်းအတိုင်းဆောင်ရွက်နေတယ်လို့အာရခတက်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်တုခကအဆိုပါတယ်ကျူးလွန်သူတွေကို DLEPS တပ်ဖွဲ့ကဖမ်းဆီးရမိနိုင်အောင် ကူညီပါဝင်ပေးကြတဲ့သက်ဆိုင်ရာလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ဒေသခံပြည်သူတွေကိုကျေးဇူးအထူးတင်ကြောင်းလည်းထုတ်ပြန်ပြောဆိုထားပါတယ်။ပြည်ကရဲမေလာတလအတွင်စစ်ကောင်စီကကချင်ပြည်နယ်မှာပြည်သူ38ယောက်ကိုတပ်ဖြတ်ခဲ့ပြီး9ယောက်ကိုမတရားဖမ်းဆီးသွားခဲ့တယ်လို့ကချင်လူခွေရေးစောင့်ကြည့်တဲ့အဖွဲ့ KHRB ကထုတ်ပြန်ထားပါတယ်။တိစုံခဲ့တဲ့သူတွေကအရက်သား30လောက်ဟာဗမော်မြို့ပေါ်ကဘုံကြီးကျောင်းတစ်ခုမှာ ခိုးလုံနေကြတဲ့သူတွေဖြစ်ပါတယ်။ဒေသခံစစ်ဆောင်တွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကကယ်ထုတ်နေတဲ့အချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်ကြောင့်သူတို့သေဆုံးခဲ့တာလို့ KHRW ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်ဖောက်ကတ်မြို့နယ်စိုက်ဖရာရွာမိုးညင်းရွာနဲ့လုံခင်းမြို့နယ်ဟဲပါရွာတို့မှာလည်းစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးတဲ့အချိန်ဖမ်းဆီးတပ်ဖြတ်မှုတွေကြောင့်မေလတလာတဲ့အတွင်းမှာပဲ အရက်သားပြည်သူ38ယောက်ထိတည်ဆုံခဲ့တယ်လို့လည်းအစီရင်ခံစာမှာရေးသားဖော်ပြထားပါတယ်။ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်းကြီးရွာမှာစစ်ကောင်စီပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲပြီးတော့လာသားအရွယ်နဲ့ဆယ်နှစ်အောင်ကလေးငယ်အပါဝင်6ယောက်တည်ဆုံခဲ့ပါတယ်။မနေ့ကဇွန်လ6ရက်နေ့ညနေ9နာရီခွဲလောက်မှာအဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။လုံခင်းကြီးရွာဒေသအခေါ်တညင်းခုံးမှာရှိတဲ့စစ်ကောင်စီတပ်ကနေ အမြောက်လက်နက်ကြီးနဲ့နှစ်ချက်ပစ်ခတ်ခဲ့တာကြောင့်လုံငင်းကျေးရွာအုပ်စုခွန်စာကုန်းငင်းချမ်းသာယာဘုံကြီးကျောင်းနဲ့ကျေးဇူးတော်ဘုံကြီးကျောင်းဝင်းအနားမှာကြောက်ရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်တိစုံနယ်ထက်မှာပါဝင်တဲ့ကလေးငယ်၄ယောက်ကတော့အသက်၁နှစ်နဲ့၆လအရွယ်ဇော်ဆိုင်တုအသက်၇နှစ်အရွယ်ဇော်ရာအသက်၁၀နှစ်အရွယ်ဇော်ဆိုင်အောင်နဲ့ဇော်တူးတို့ဖြစ်ကြပါတယ်လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့တဲ့အိမ်မှာရမ်းတိုးလောင်ထားတာကြောင့်ပောက်ကွဲမှုပြင်းထန်ခဲ့ပြီးအနီးအနားမှာရှိတဲ့အိမ်နေအပဝင်လူနေအိမ် 15လုံးမိလောင်ပျက်စီးခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့တုန်းကလည်းစစ်ကောင်စီပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာလုံကင်းကြီးရွာအုပ်စုမော်စီစာကြီးရွာကကြောက်စိမ့်ကုမ္ပဏီတစ်ခုရဲ့ရန်ကိုတောင်ပေါ်ကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ဝန်တန်းတချို့ထိခိုက်ဒဆုံးမှုရှိခဲ့ပါတယ်။ဆူဇလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်တဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားညီလာခံ ILC မှာ စစ်ကောင်စီကိုပြစ်မှတ်ထားတဲ့ဆုံးဖြတ်ချက်တရက်ဇွန်လ9ရက်နေ့တုန်းကချမှတ်ခဲ့ပါတယ်အပြည်ပြည်ဆိုင်ရာလူထုမအဖွဲ့ချုပ် ILO ရဲ့ဆုံးဖြတ်ချက်ဟာစစ်ကောင်စီအပေါ်မှာနိုင်ငံရေးဖိအားပေးနိုင်မှုရည်ရွယ်ချက်နဲ့တစ်ဖက်သက်ချမှတ်တဲ့ဆုံးဖြတ်ချက်တရက်ဖြစ်ကြောင်းပြည်တွင်းမှာရှိတဲ့အလုပ်ရှင်တွေအလုပ်သမားတွေနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်မှာတက်ရောက်မှုမရှိတာကြောင့်လုပ်ငန်းခွင်တွေမှာအေးချမ်းစွာဆက်လက်ပြီးတော့လုတ်ကိုင်းနိုင်ကြောင်းစစ်ကောင်စီလူထုမရေးရာဝန်ကြီးဌာနကဇွန်လ6ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်အဲ့ဒီဆုံးဖြတ်ချက်ကြောင့် အခြေခံလုပ်သမားတွေရဲ့အလောက်ကင်အခွင့်အရေးနဲ့ပုံမှန်ဝင်ငွေရရှိဖို့မှုအပေါ်မှာချိတ်ချောက်မှုသာဖြစ်စေနိုင်ပြီးတော့ကောင်းကျိုးထက်ဆိုးကျိုးသာဖြစ်စေနိုင်မယ်လို့ဆိုထားပါတယ်။အဲ့ဒီအပြည်ပြည်ဆိုင်ရာအလုပ်သမားကြီးလာကန်ဆုံးဖြတ်ချက်ဆိုတာဟာအပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33ကိုမလိုက်နာလို့အရေးယူတာဖြစ်ပါတယ်။စစ်ကောင်စီဟာအလုပ်သမားအခွင့်အရေးလူခွင့်ရေးအပါအဝင်လွတ်လပ်စွာအသင်းပင်ဖွဲ့စည်းခွင့်ဆိုင်ရာပြတ်ထွန်းချက် 89နဲ့အရမလိုအပ်ပြီးခိုက်ချေမှုပပျောက်ရေးဆိုင်ရာပြဋ္ဌာန်းချက်29တို့ကိုအတီလင်းချိုးဖောက်နေတဲ့အတွက်အဲလိုပုံမှ33အရာအရေးယူခဲ့တာဖြစ်ပါတယ်အရေးယူမှုရဲ့ရလက်အနေနဲ့စစ်ကောင်စီရဲ့လောင်စာဆီနဲ့ငွေကြေးစီစစ်မှုတွေကိုနိုင်ငံတကာကစောင့်ကြည့်ဖိအားပေးတာရေလုတ်သွားလိုက်မယ်လို့မြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစု MLA ကဇွန်လ9ရက်နေ့မှာထုတ်ပြန်ထားပါတယ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရမှုအပအဝင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုအကျဉ်းောင်တော်စီဝါကုသမှုမရရှိတာအသက်ခံရမှုနဲ့လက်နက်ကြီးထိမှန်မှုတွေကြောင့်တိတ်ဆုံးခဲ့တဲ့အမျိုးသမီးဥယေဟာနိုင်ငံတော်မှာမေလတလာတဲ့အတွက်မှာပဲ62ရောက်ရှိတယ်လို့မြန်မာအမျိုးသမီးတမက BWU ကဇွန်လ6ရက်နေ့မှာထုတ်ပြန်ပါတယ်တိတ်ဆုံးခဲ့ကြတဲ့အမျိုးသမီး62ဦးထဲက26ယောက်ဟာအသက်မပြည့်သေးတဲ့18နှစ်အောက်ကလေးငယ်တွေဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် စစ်ကောင်စီဟာပြီးခဲ့တဲ့မေလမှာတခြားလတွေထက် လေကြောင်းတိုက်ခိုက်မှုတွေကိုပိုလုပ်ခဲ့တာတွေ့ရပါတယ် BWU ရဲ့ထုတ်ပြန်ထားတဲ့အစည်းအရာတည်ဆုံသွားတဲ့အမျိုးသမီး62ယောက်ထဲမှာ81ယောက်ဟာလေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံခဲ့တာဖြစ်ပါတယ်ဒါအပြင်စစ်ကောင်စီရဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်2ယောက်တပ်ဖြတ်မှုကြောင့်4ယောက်အကျဉ်းထောင်တွင်စေဝါကုသခံယူခဲ့မရတာကြောင့်တယောက်နဲ့နေအိမ်ကိုလက်နက်ကြီးထိမှန်မှုကြောင့် လေးယောက်တိတ်ဆုံးခဲ့ကြတာလို့ဆိုပါတယ်မြန်မာမျိုးသမီးတမကရဲ့ဖော်ပြချက်အရတိတ်ဆုံးသူဦးရေဟာစကိုင်းတိုင်းမှာ40တယောက်ထိရှိပြီးတော့တိတ်ဆုံးမှုအများဆုံးဖြစ်တာကိုတွေ့ရပါတယ်မြန်မာမျိုးသမီးတမက BWU ကထုတ်ပြန်ထားတဲ့အချက်လက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာတွေရဲ့အချက်လက်နဲ့မြေပြင်ကရရှိတဲ့အချက်လက်တွေကိုစုစောင်းမှတ်တမ်းတင်ထားတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာပေါ်ပြထားပါတယ် အဆိုတော့ချက်ချက်ရဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူရောင်းချနေတဲ့အတွက်ကြောင့် Moral Agency ပိုင်ရှင်ဂျွန်လွင်ကိုလွန်ခဲ့တဲ့နှစ်ကစစ်ကောင်စီကခေါ်ယူစစ်ဆေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်အမှုပညာရှင်တွေအပါအဝင်ဘာလို့မဆိုတော်လိုင်းရေးနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူသုံးစွဲတာရောင်းချတာတွေလုပ်လို့ရှိရင်ဖက်ရှင်အရေးယူမယ်လို့လည်းစစ်ကောင်စီကချိန်ချောက်ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအဆိုတော်ချက်ချက်ရဲ့ကုန်ပစ္စည်းတွေကိုရောင်းချတဲ့အတွက်ကြောင့်အမျိုးသမီးတအူးအမျိုးသားတအူးကိုဖမ်းဆီးခဲ့ပါတယ်။ အခုနောက်နောက်တိုးမြင့်မှုတွေနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းဆွေးနွေးဖို့အတွက်အမေရိကန်နဲ့တရုတ်ကိုယ်စားလှယ်တွေတနင်္လာနေ့လန်ဒန်မှာ တွေ့ဆုံကြမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုရတယ်။ထရန့်နဲ့ရှီကျင်းဖင်တို့ကြာသပတေးနေ့ကဖုန်းဆက်ပြောဆိုခဲ့ကြပြီးအခုဆွေးနွေးပွဲအတွက်သဘောတူခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့ဖုန်းပြောဆိုမှုဟာတနာရီခွဲလောက်ကြာပြီးတော့ကောင်းမွန်တဲ့ဆွေးနွေးမှုဖြစ်တယ်လို့ထရန့်ကဆိုပါတယ်။ဖုန်းပြောဆိုမှုဟာကောင်းမွန်တဲ့ဆွေးနွေးမှုဖြစ်ပေမဲ့ရှုပ်ထွေးမှုတွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ်ငါတို့အတွက်ပတ်စံတွေအများကြီးရလာစရာရှိတယ်လို့ Trump ကတမရလေရင် Air Force One ပေါ်ကနေပြီးတော့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့တောက်ကြနေတော့ကပြောဆိုခဲ့ပါတယ်။တနင်္လာနေ့ London စနေဘက်မှာဗန်နာယေးဝန်ကြီး Scott Bessent ၊ကုန်သွယ်ရေးဝန်ကြီး Howard Lutnick နဲ့ကုန်သွယ်ရေးကိုယ်စားလှယ် Jimmy Sand Greer တို့တက်ရောက်မယ်လို့ဆိုပါတယ်။တရုတ်ဘက်ကတော့ဘယ်သူတွေလာမယ်ဆိုတာကိုမသိရသေးပါဘူး။ ယူကရိန်းနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Kharkiv ကိုရုရှားက drone မစ်ဆိုင်းပယ်ထိန်ဖုံးတွေအသုံးပြုပြီးတော့မင်းရကတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ၃ယောက်သေဆုံးပြီးတော့နောက်ထပ်အယောက်၂၀ဒဏ်ရာရခဲ့တယ်လို့ Kharkiv မြို့ဝန်ကပြောပါတယ်။သေဆုံးတဲ့သူတွေထဲမှာကလေးငယ်လေးတစ်ယောက်နဲ့အသက်၁၄နှစ်အရွယ်မိန်းကလေးတစ်ယောက်တို့လည်းပါဝင်ကြပါတယ်။၂၀၂၂ခုနှစ်ရုရှားကြီးကြော်စစ်စပြီးတဲ့နောက်ပိုင်းမှာအခုတိုက်ခိုက်မှုဟာ Kharkiv မြို့အတွက်အပြင်းထန်ဆုံး ခံရတဲ့တိုက်ခိုက်မှုတွေဖြစ်တယ်လို့မြို့တော်ဝန် Ihor Terikov ကပြောပါတယ်ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ရုရှားဘက်ကဘာမှအမှတ်ချက်မပေးသေးပါဘူးတောင်ပိုင်းမြို့ကြီးတစ်ခုဖြစ်တဲ့ Kherson မှာလည်းရုရှားရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်တလုံးထိမှန်ပြီးတော့အသက်50ကျော်အရွယ်လင်မယားဆုံးတွဲတွဲအသက်ဆုံးရှုံးခဲ့တယ်လို့ဒေတာအာနာပိုင်းကဆိုကြပါတယ်နောက်ဆုံးရသတင်းတွေကို TM Media ကတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ